မြန်မာအမျိုးသမီးများရဲတရက်ဘက်ဖွံ့ဖွဲဖိုရမ်ဖြစ်တဲ့ Creating Inclusive Growth ပြည်သူအလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကိုမလ6ရက်နေ့မှာနေပြည်တော်မှာကျင်းပပြုလုပ်မှာဖြစ်ပြီးအဆိုပါဖိုရမ်ပြီးဆုံးပြီးတဲ့နောက်မလ9ရက်နေ့ကနေ10ရက်နေ့အထိရန်ကုန်မြို့မှာဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများရဲတရဘက်ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုဝန်ထမ်းကဲဆိုင်ရေးနဲ့ပြည်လည်နေရချထားရေးဝန်ကြီးဌာနနဲ့ကံမောစာအုပ်စုတို့ကဥဆောင်ကျင်းပပြုလုပ်တာဖြစ်ပြီးမလ၈ရက်နေ့မှာကြာရောက်မဲ့အပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများနေမှာအခရာအမျိုးသမီးအဖွဲ့အစည်းရဲ့ Whistle for Help Campaign ကို ကမ္ဘောဇဘန်နေအတွင်းမှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါဗျ။အခုလို Whistle for Health Campaign ကိုကမ္ဘောဇဘန်နေအတွင်းမှာသာမကပဲအမျိုးသမီးဂေဟာရီနဲ့မိဘမဲ့အကြောင်းတွေမှာပါပြည့်လို့သွားဖို့စီစဉ်နေပြီ။ဒီလိုစီစဉ်ဖြစ်ပုံကို ကမ်ဘောဇဘန်က CSO တပါမန်ရဲ့ခေါင်းဆောင်ဒေါ်ယူဝေမောင်ကအခုလိုပဲပြောပါရယ်ဒီပို့အတွက်ကိုကျွန်တော်အစပြုတဲ့သဘောပါအဲ့တော့မှလည်းလူတွေကတခြားတန်တွေနဲ့လည်းရုံးနေနိုင်တယ်လေဟုတ်တယ်မလားပြီးတော့လည်းဒီအတန်ကြားရယ်ဝတ်စုံတန်ကြားရယ်ဘာလို့ရမလဲဆိုတော့လူတွေကမသိသေးဘူးလေနော်ဒီအတွက်ကိုလည်းကျွန်တော်တို့က awareness campaign တွေလုပ်ဖို့အများကြီးရှိပါသေးတယ်ဒါကျွန်တော်တို့ရဲ့ first step ပါ ဒါပေမဲ့ဒါလေးတွေကိုကျမတို့ကအမျိုးအမျိုးသမီးဒီသားတော့ဘာလဲဆိုတော့ तू ကနှိမ့်လို့လည်းရတယ်နှိမ့်ကြီးဆိုမြည်တယ်ပြီးအတန်ကိုလည်းမှုန့်လို့ရတယ်အဲ့တော့ तू ကနှစ်မျိုးသုံးလို့ရတဲ့သဘောပါနော်အဲ့တော့ဒီကျမတို့အနေနဲ့ကတော့ကျမတို့ဘန်မှာရှိတဲ့အမျိုးသမီးတွေကိုပဲခုလုံးပေးနေတဲ့သဘောပေါ့နော်ပြီးတော့ကျမတို့ဒီအာတီရှပ်တွေကိုရောင်းခြင်းအဖြစ်ရောင်းလာတဲ့ဝင်ငွေလေးရှိမှာပေါ့နော်အဲဝင်ငွေလေးကိုလည်းကျမပြောသွားသလိုပဲ ျမတို့ထပ်ပြီးတော့ဝစ်ဆယ်လိုဝဲမှာပါဝဲပြီးတော့ကျမတို့လိုအပ်မဲ့ခြင်းတဲ့အမျိုးသမီးဂေဟာတွေတော့ပြီးတော့မိသားမဲ့ဂေဟာတွေကိုကျမတို့လက်ဝယ်မှာပါအဲ့တော့အဲ့လိုအဲ့ဒီနည်းနဲ့ပေါ့နော်ကျမတို့ကတော့ပြပလောကကိုကျမတို့ဖြေတဲ့သဘောပါပဲရှင်မြမအမျိုးသမီးများရဲ့တဲ့တဲ့ဘက်မှာပညာပေးမှတ်တမ်းရုပ်ရှင်အစီအစဉ်တွေဆွေးနွေးဟောပြောပွဲတွေအကစားဆွေးရင်ဆိုင်ရာနှုတ်ရှားမှုတွေနဲ့စာပေဆွေးနွေးပွဲတွေစတဲ့အစီအစဉ်တွေပါဝင်သွားမှာဖြစ်တယ်လို့သိရပါဗျာ မြန်မာအမျိုးသမီးများရဲတဲ့ဘက်ကျင်းပရာမှာနိုင်ငံတကာတန်ယုံတွေပုတ်ကလေးကအဖွဲ့အစည်းတွေနဲ့ NGO အဖွဲ့အစည်းတွေကပါပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။အဆိုပါရဲတဲ့ဘက်ကျင်းပရာမှာပါဝင်တဲ့ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့အစည်းမြန်မာရဲ့ခေါင်းဆောင်ဖြစ်တဲ့ဒေါက်တာဂျင်းနီကိုနာကလည်းအခုလိုပဲပြောပါရယ်။ I do want to say that this year's International Women's Day theme is be bold for change. And globally, UN Women is organizing a whole range of activities ranging from campaigns to supporting, um, uh, you know, women's economic empowerment uh, to running campaigns, uh, you know, with respect to elimination of violence against women. And here in Myanmar, we are in partnership with the Ministry of Social Welfare and KBZ actually promote uh, gender equality and women's economic empowerment at the workplace uh, through uh, the launch of this Women's Week Myanmar and the open, opening forum on creating inclusive growth, where we hope the corporate partners will actually promote women's economic empowerment at the workplace. အပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ်နိုင်ငံတော်အစိုးရပုဂ္ဂလိကနဲ့ NGO အဖွဲ့အစည်းတွေကကြားမှတန်းတူညီအခွင့်အရေးဆိုင်ရာကိစ္စရပ်တွေနဲ့အမျိုးသမီးစွမ်းဆောင်ရေးမြင့်တင်ရေးနှုတ်ဆော်တာတွေကိုပူးပေါင်းဆောင်ရွက်သွားကြမယ်လို့သိရပါဗျာ။